ပရိသတ်ရဲ့အာဘစ်ကတော့နေရို့လို့အပြင်မှာတွေ့ရင်အဲ့လိုဒါပဲဖြစ်ဖြစ်နေရို့ပြောလိုက်တဲ့သဆုံးတစ်ခုပေါ့နော်စကားတစ်ခွန်းကအစနေကြီးကတော့အရန်ပျော်ပါတယ်ဖေဖေကအမြဲတမ်းနေကြီးရဲ့ဖိုတိုဂရဖာဘယ်ရရောက်ဖေဖေရိုက်တဲ့ပုံ အသက်ဆွဲသူများနိုင်ငံမှာတက်ရတာဆိုတော့ပြီးတော့နေကြီးကိုကြောင်းလဲတက်ရတယ်ပြီးတော့နေကြီးကအလုပ်လဲလုပ်ရတာပေါ့ပို့ပြီးတော့ဟိုစူးစမ်းနေတဲ့စကပိုးပြင်ထန်လာတာပေါ့နော်ဘာကြောင့်လဲဆိုတော့ငငယ်တော့ကတော့ energy လည်းများတယ်ပြီးတော့အချိန်လည်းများရှိသေးတဲ့အခါကျတော့ လို့ပေါ့နော်ကြိုးလို့ကြိုးစားရဲလို့ငါလုံးဝဖြစ်မယ်ဆိုရဲစိတ်ကတော့အများကြီးမရှိခဲ့ဘူးမိမိရဲ့ဝေဖန်တဲ့ကြားပြီးရင်တော့မှအခြားသူဝေဖန်တဲ့နောက်ကတော့လက်ခံလို့ရအော်ဒါဟုတ်နေရပဲအော်ဒါလောက်ဒါလောက်ကတော့ငါလုတ်တင်နေအဲ့လိုမျိုးစိတ်ကလေးပိုပြီးတော့ဖြစ်တာပေါ့နော်ဒီကြက်လို့ဟန်ဆောင်ရရပါတယ်မကြိုက်ဘူးအဲ့လိုတနည်းအားသွားလို့အဲ့လိုပုံမဟုတ်တဲ့ပုံစံနဲ့စကားပြောရတာတို့အဲ့လိုမျိုးဟန်ဆောင်ပြီးတော့လုတ်လိုက်ရတဲ့အရာကြီးဒီကြက်မကြိုက်တဲ့ခါကျတော့ကိုယ်ပုံစံတိုင်းမနေရဒါပေမဲ့အဲ့ကိုယ်ပုံစံတိုင်းလေးဝမ်းမိပေးကြရအောင်ဆိုတော့အဲ့ဝမ်းတာ ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်သိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner အဲ niji pre တက်တွေတော်တော်များတော့ အဲပထမအောင်ဆုံးနေနေရာဒီ screen ပေါ်မှာပေါ့နော် screen ပေါ်မှာနေကြီးရဲ့တရုပ်ဆောင်နာကိုကြိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲပထမအောင်ဆုံးကအဲ့အချက်ကနေစပါပေါ့နော်ပြီးတော့ဒီအပြင်မှာခါကြရင် family meeting မှာဖြစ်ဖြစ်ပေါ့နော်ပွဲရေးမှာပြည်သက်တွေလာတဲ့ခါကြရင်အဲနေကြီးအဲ့လိုခုနပြောလို့နေနေကြောင်တောင်လေးလောက်တက်တဲ့ခါကြတခုဆို live ပြည်သက်တွေဆိုအရင်အားနာရတဲ့ဒီအဝေးကနေလာရတဲ့ပြည်သက်တွေရှိရတယ်တချို့တစ်ခါလေကြာနေကြီးမန္တလေးမှာပွဲလုပ်တယ်ဆိုရင် ဒီရန်ကုန်ကနေဆင်းလာတဲ့ပရိသတ်တွေလည်းအဲ့လိုရှိရပါဘူးနော်ရှိတဲ့ခါကျတော့ဟိုအရန်အားနာကြတော့ဟိုဘာကြွေးရမလဲပရိသတ်တွေပုံမှန်အဖြစ်ဆိုရင်ဘာကြွေးရမလဲလို့ဘာလို့အဲ့လိုမျိုးတိတ်မပြောပြဖို့ထင်တယ်ဘာကြွေးရမလဲဖိဆာနေလားအဲ့လိုမျိုးဟိုအရန်မမနဲ့ပြောမိတာပေါ့နော်အဲ့လိုမျိုးဟာလေးကိုတော့တို့ကသဘောကျတယ်ထင်ပါတယ်ဒါပေမဲ့အခုတော့အဲ့လောက်ထိတော့မရှိတော့ဘူးပေါ့နော်အရင်ကကျတော့အရန်ချက်လက်ချက်တတ်တော့ဘာပြောမှမသိတဲ့ခါကျတော့အဲ့လိုပြောပြပြောတာထောက်သွားပါပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါလေးကိုပဲတို့သဘောကျတယ်ထင်ပါတယ်နေချင်တာဟုတ်ပရိသတ်ရဲ့အာဖေ့စ်ကတော့နေချင်လို့အပြင်မှာတွေ့ရင်အဲ့လို ဘာပဲဖြစ်ဖြစ်နေသူပြောလိုက်တဲ့သဆုံးတစ်ခုပေါ့နော်စကားတခွန်းကအစနေကြီးကတော့အရန်ပျော်ပါတယ်အဲအရင်တော့ဆိုရင်တိတ်မသိဘူးအဲအရန်အဲ2018 19 19လောက်မှာကြာနေကြဟိုကားရယ်စတိုက်ရိုက်တယ်ပြီးတော့အများအများနဲ့ကိုယ့်ချစ်တဲ့သူပြီးမှအများနဲ့ရှိနေတဲ့ခါကြတော့အဲ့တော့ကတော့ပြောတော့နေချင်းနိုင်ငံခြားမှာចောင်းသွားတတ်တယ်တတ်ပြီးတော့ဒီပြန်လာတဲ့ချိန်မှာပေါ့နော်ပြန်လာတဲ့ချိန်မှာတော့မှာဩအခုထီအောင်မှာငါ့ကိုငါမလုပ်တာတော့မှာငါ့ကိုချစ်ပေးရပြိတ္တတိရှိသေးပါလားပေါ့နော်အဲ့ဒီစိတ်ကလေးတော့ဖြစ်မိရဲ့အဲ့လိုပြိတ္တတိခုကြည့်ချစ်ပေးနေကြရတဲ့တော့ပေါ့နော်ဟုတ် အဲ့ဒါလေးကအားဖြစ်ရပါတယ်အဲ့ဒါကြတော့ဖေဖေရိုက်ပေးရပါတော့ဆိုတော့ဖေဖေကအမြင်နေကြီးရဲ့ဖိုတိုဂရာဖာဘယ်ရရောက်ဖေဖေရိုက်တဲ့ပုံအသက်ဆွဲရဲ့လို့မမေနဲ့ရိုက်တယ်ဆိုမသိမကြရဲ့လို့အမြင်နဲ့အခုနအကြောင်းလို့လဲတခုရိုက်မယ်ဆိုဖေဖေလိုက်ခဲ့အဲ့လိုမျိုးအမြင်နဲ့ဖေဖေယောက်ျားလေးဆိုတော့အဲ့လိုနည်းနည်းအဲဒီကြီးကြိုက်တဲ့ပုံစံကဘာကြောင့်လဲမသိဘူးလို့မမေနဲ့ကတက်ပြီးတော့ကိမကိုင်ရောနော်။အော်ဖေဖေကကြတော့ဒါလေးလုတ်လိုက်ဆိုရင်အဲ့ဒါကလူတွေကြိုက်ကြတယ်အဲ့လိုပုံစံမျိုးဆိုတော့အမြဲတမ်းဖေဖေရဲ့အကူအညီရောယူရပါတယ်။ ဟုတ်ရဲ့အဲညကြီးတော့2020နှစ်လောက်ချိန်နဲ့3နှစ်လောက်တော့ကြာပြီပေါ့နော်လွန်ခဲ့တဲ့3နှစ်လောက်မှာကြီးသွားတယ်အဲညကြီးကတော့ဆက်ဆက်ချင်းတော်တော့ကတော့ဒီ language school ပေါ့နော်တနှစ်လောက်နေကြီးတန်းရတယ်သူတို့ဘာသာစကားကိုသင်ဖို့အတွက်ဒီစတော့တော့တိတ်ပြီးတော့သူတို့စကားလည်းမရဘူးဒီအခြေခံညကြီးတို့ကာကြီးခဝေးလောက်ပဲတည်ရတယ်တည်ပြီးတော့မှဟိုမှာသွားပြီးတော့မှတနှစ်လောက်သူတို့ language ကိုသင်တယ်ပြီးတော့မှဒီ uni ကို join တယ်ပေါ့နော်ဒီ join တဲ့ခါမှလည်းလို့ဟို အခက်အခဲတွေရှိရပါတော့ဆိုတော့သူများနိုင်ငံမှာတက်ရတာဆိုတော့ပြီးတော့နေကျိုးကြောင်းလည်းတက်ရတယ်ပြီးတော့နေကျိုးကအလုပ်လည်းလုပ်ရတာပေါ့ဘယ်လိုလုပ်လို့ရလဲဆိုတာဒီကိုသုံးဖို့အတွက်ကြောင်းစိတ်ပေါ့နော်နေကြီးမမီးရကြတော့ဒီကနေပြီးတော့နေကြီးအကြာကြီးနေမှနေတစ်ခေါက်လောက်ဟိုတောင်းပြတာပေါ့အများနဲ့မတောင်းပြဘူးဟိုလိုလာတိုင်းလည်းမပို့ပြနိုင်အောင်ဒီ၃နှစ်နှစ်နှစ်ခွဲလောက်ဖြစ်တဲ့အချိန်ကြောင်းမှာအိမ်ကနေပေါ့တစ်ခေါက်လောက်တောင်းဖို့ပါပေါ့နော်ဆိုတော့နည်းနည်းလေးကိုပတ်စံကိုရှာရတယ်ပေါ့နော်အဲ့လိုလေးရရှိခဲ့ရပါတော့ ။နေချင်းကြောက်ဒီအခု25နှစ်လောက်ဖြစ်လာတဲ့အချိန်မှာကြောက်နည်းနည်းအဲ့လိုอืมပို့ပြီးတော့ဟိုစူးစားခြင်းနဲ့စီကပိုးပြင်းထန်လာပါတော့။ဘာကြောင့်လဲဆိုတော့ငငယ်တော့ကတော့ဟို energy လည်းများတယ်ပြီးတော့အချိန်လည်းအများကြီးရှိတည်တဲ့အခါကျတော့အဲ့လိုပေါ့နော်စူးတော့စူးစားရဲအဲ့လိုငါလုံးဝဖြစ်မယ်ဆိုရဲစိတ်ကတော့အများကြီးမရှိခဲ့ဘူး။မမေသုံးအားပေးရကြောင်းလေပြီးတော့ကိုကိုရိုက်ဒီအလုပ်ကိုလုပ်ရအရန်ကြိုက်နေတဲ့အတွက်ကြောင့်ပေါ့နော်အခုကျတော့အော်ငါ25နှစ်လောက်ဖြစ်လာတဲ့အချိန်ကျတော့အာငါ ပူစူးစမ်းမရမယ်ငါအချိန်နေတခုတော့ရောက်မှရမယ်ဆိုရယ်စိတ်ကလေးကတော့ပို့ပြီးတော့ဖြစ်လာတယ်အဲပြီးတော့ဒီအမှုပညာဘတ်ပိုင်းနေမဟုတ်ပဲဒီအခြား business ပိုင်းဆိုင်ရာမှာဆိုလဲအော်ဒီတော့ရတော့ဆိုတော့တခုခုတော့စထားတက်မိထင်တယ်ဆိုရယ်အဲစိတ်ကလေးဖြစ်တဲ့အရွယ်လေးရောက်လာတာပေါ့နော်ဆိုတော့ဒီဘက်မှာလည်းမလင်းရအောင်နောက်ထပ်အခြားနေရာမှာလည်းဘယ်လိုစူးစမ်းမလဲဆိုရယ်စိတ်ပေါ့နော်အလုပ်စူးစမ်းခြင်းနဲ့စိတ်ကတော့ပို့ဖြစ်နေရယ်ဟုတ်ရပါဘူးဝေဘာမှုကြောင့်တော့စိတ်တက်ကြီးအဲ့လိုအများကြီးမကြဘူးဘာဖြစ်လို့လဲဆိုတော့ မမီးကပူပူဝေးပန်းနေတာမမီးကပြိတက်တည်တယ်ပူပူဝင်မယ်တခုဆိုရင်อืมဒီနေရာမှာတော့အဲဘလို့လေးဖြစ်လာရင်ကောင်းမယ်နော်လို့ပြိတက်တည်းရပဲအမြင်နေနေပေါ့နော်မမီးကပုံမှန်အဖြစ်လဲအရင်ငကိုရဲအစားတွေကလို့နည်းနည်းလေးဝေးပန်းတက်တယ်ဝေးပန်းတက်တယ်ဆိုတော့ဒီနေရာမှာပူကောင်းသွားမယ်နော်ဆိုတော့အဲ့လိုမမီးရဲ့ဝေးပန်းတန်းနေကြားပြီးရင်တော့မှအခြားသူဝေးပန်းတန်းတော့ကတော့အော်လက်ခံလို့ရတယ်။အော်ဒါဟုတ်နေရပဲ။အော်ဒါလည်းဒါတော့ကတော့ငါလုတ်တင်နေရဲ့။အဲ့လိုမျိုးစိတ်လေးပို့ပြီးတော့ဖြစ်တာပေါ့နော်။ဆိုတော့မမြဲပို့ပြီးတော့အဲ့လိုမျိုး push လုပ်တဲ့အခါကျတော့ တော့ဖေဖေကကြတော့အမြဲတမ်းအဲ့လိုအဲတနေရောင်သွားတာပဲဖြစ်ဖြစ်နေချို့ကားပေးမမအောင်လို့အမြဲတမ်းလိုက်ပို့ပြီးရခီးဆိုလည်းဖေဖေအမြဲတမ်းပါပါဘောနော်နေဝေးလို့ပါတော့ကြာမမမပါတော့ဖေဖေအမြဲတမ်းလိုက်ပေးရပါလို့ခုဒီပရိတ်သတ်ရှင်းမှာညင်သွင်းနေရတယ်နေကြီးနဲ့ခုနပရိတ်သတ်ရှင်းမှာမဟုတ်ဘဲနဲ့ကြွရမယ်ဆိုရင်ဟိုပေါ့အိမ်မှာနေတဲ့ပုံစံနေကြီးပုံစံနဲ့ဘယ်လိုခွာချက်ချက်တွေရှိလဲအဲဘာသာချက်ကတော့ဖြောင်းပြန်မယ်ပေါ့နော်နေကြီးရဲ့ပုံပန်နေကြီးရှင်လက်ကကြတော့လို့မိကက်တွေပိုင်းလည်းလည်းမကြိုက်ဘူး အဲ့လိုနည်းနည်းယောက်ျားလေးဆန်နေပေါ့နော်အဲ့လိုအိမ်မှာနေတဲ့ခါကျရင်လည်းဖောင်းမိကွာတာနဲ့ဒီချက်ပွားအဲ့လိုမျိုးဝေးရကြိုက်တယ်လို့တခုခုချုပ်တီချုပ်တီထားတယ်အဲ့လိုမျိုးပုံစံမျိုးနေရမကြိုက်ဆိုလို့ဒီအလုပ်အခွင့်မှာကြတော့နေရလက်လာလေးနေရပေါ့နော်ဒါနေကြီးရဲ့နေကြတယ်လို့မျက်နှာနှစ်ဖက်ရှိရလို့တော့မဟုတ်ပေမဲ့လို့အလုပ်အလုပ်မှာဆိုတော့လက်လာလေးနေတယ်ကို့အလုပ်မှာကို့အကောင်းဆုံးလုပ်တယ်ပေါ့နော်အိမ်မှာဆိုတော့ပေါ့ပေါ့ပေါ့လုံးဝခလေးလိုပဲနေကြီးနေတယ်မမေတို့မောင်လေးလည်းရှိရပေါ့နော်မောင်လေးရှိပေမဲ့လည်း မောင်လေးထက်ငယ်တဲ့ပုံစံအဖြစ်ပဲနေရဆိုတော့နေကြီးစိတ်ကိုလွှတ်ထားအိမ်မှာဆိုကိုပေါ့ကိုလှုပ်ချင်တာလှုပ်တယ်အဲတစ်ခါလေးကြာတယ်တက်ရောက်ပြောနေကြားချင်မှလည်းကြားကိုအာယုံနဲ့ကိုလွှင့်နေတာပေါ့နော်အဲ့လိုပုံစံမျိုးရှိရအောင်အမ်နေကြီးကတော့ဘာလို့လဲမလို့ကင်မရာတော့မကြောက်ဘူးအင်းဒါပေမဲ့နေကြီးစင်ကြောက်တယ်ရအဲ့ကြောင့်လို့လဲဒီ moral မဖြစ်တာဖြစ်မှာပေါ့နော်နေကြီးအဲ့လို miss တော့ဘာလို့မပြိုင်ဘူးဆိုတာဒီစင်ကြောက်တယ်လို့စင်မော်ရောက်သွားရင်လက်ဖြားချိပိုင်အေးပေါ့အဲ့လိုမိကုန်းမိလို့မိုက်ကြီးကိုခိုင်းလိုက်ပြီဆိုကြတယ်အဲ့လိုလက်ဖြားရေးအေးလား ဟိုကင်မရာကြောက်နေတာ easy ပဲအဲ့လိုမျိုးဟိုဘာကြောက်လဲတော့မသိဘူးဒီအရင်ကကင်မရာမကြောက်ဘူးပေါ့ကျင်းနေတာမကြောက်ဟုတ်တယ်အရင်တော့ဆိုမျက်လုံးမမြင်ရလို့လူညက်ချင်တာကိုကမျက်လုံးမမြင်ရတဲ့ခါကျအဝေးလည်းမမြင်ရဘူးပေါ့နော်အဲ့ဒါကြောင့်လို့ချင်တာဒါပေမဲ့တကယ်တကယ်ဒီအခုမျက်လုံးခွဲပြီးတော့အခုလှုပ်ကြည့်လိုက်တော့လေမကြောက်ဘူးလို့ဖြစ်နေဟုတ် Okay ပါခုနောက်ပိုင်းပါလေဒီပရိတ်သတ်တွေဒီအမတ်တရားလေးနဲ့တခုပေါ့နော်အော်ဆရာတခုခုလို့ဖြစ်ခဲ့ဘူးလားရှိခဲ့ဘူးလားအဲဒီရေပရိတ်သတ်တွေကတော့အရင်ကတည်းကလို surprise တိုက်ရတာကြိုက်တယ်ကြီးပန်နေရလေ လွန်ကြီးဆိုအရင်တော့ဆိုရင်ဒီ iPhone 11 Pro Max လားမသိဘူးလက်ဆောင်ပေးဘူးတယ်အဲဒီကိုရရောက်ပြီးတော့ဒီပြန်လာပြီးတော့အချိန်မှကြတော့လေအဲအဲ့လိုပန်းပန်းစည်းလေးပေးရပေါ့နော်အဲ့လိုနေချက်အဲ့လိုပန်းလေးကြိုက်တယ်အဲပန်းစီလေးပေးတယ်အဲ့လိုပြီးတော့နေကျုပ်အခုထိအဲဟိုဟိုတနီးရဆိုနေကျုပ်ဒီကိုရောင်နေပါရဲထဲမှာတွားပြီးတော့ရှာရဲခါကျပစ္စည်းပါရဲတွားရှာရင်လည်းအဲ့လိုပစ္စည်းလေးတစ်ခုတွေ့အဲ့ဒါအိမ်ပြောင်းတဲ့အခါမှာအဲ့အိမ်ပြောင်းတဲ့အချိန်မှာအဲ့ဒီတဲကိုညက်ပါသွားပြင်မဲ့လို့နေကြီးမွေးနေတော့အဲ့လိုပြိတ္တတွေတယောက်ချင်းစီရေးပေးထားတဲ့စာလေးရဲ့အဲ့လိုမျိုး တော်တော်များရယ်ဟိုအရွက်50 60လောက်ရှိမယ်ထင်တယ်သူတို့ရဲ့လက်ရည်နဲ့ရေးထားတဲ့စာလေးတွေ့ရောအဲ့ဟာလေးရောတော်တော်လေးမြင်တော့ဝမ်းလဲဝမ်းနဲ့ဩငါ့အလောက်ထီအောင်မှဟိုချစ်ခဲ့ရပါလားငါ့ပြိတ္တတိယပေါ့နော်အဲ့လိုမျိုးလေးလည်းခံစားရတယ်အဲ့ဒီစာလေးတွေ့ရောအမှတ်တရဖြစ်တယ်ဟုတ်ဒီတရုပ်ဆောင်အချင်းပဲလေတခြားဘာတွေဘာတွေဘာတွေဆက်လုပ်ဖို့စေကူးထားတဲ့မျိုးတွေရှိလေအဲအနည်းဆုံးအချင်းအဲကိုရီးယားနေပြီးတော့စပြန်လာတော့ဟာဒီတရုပ်ဆောင်အလုပ်ကိုပြန်လုပ်မယ်ဆိုရင်စိတ်ကိုလုံးဝမရှိဘူးအဲ ကိုယ့်ဘာကို business တစ်ခုလုပ်မယ်ပေါ့နော်ဒီဒီပြီးပါမှနေရတဲ့ခါကျတော့ဒီငွေကြေးပိုင်းဆိုင်ရာမှာမရှိဘူးဆိုဘယ်လောက်ခက်ခဲတယ်ကိုဘလို့ရှာရဲဆိုတာသိသွားတဲ့ခါကျတော့အဲ့လို business လုပ်မယ်ပေါ့နော်အဲ့လိုမျိုးပြောပြီးပြန်လာတယ်ပြီးတော့6လ9လလောက်ကအဲ့လိုပဲအဲ့လိုနည်းနည်း depression လဲဝင်နေအောင်ကမမရတော့လှုပ်စီချင်တာပေါ့နော်ကိုမမရောဖပီရောပြန်လှုပ်စီချင်တယ်လို့ပြောအဲ့လိုနည်းနည်း dream ထလေးဖြစ်တယ်ပြန်ဆုံးဖြတ်ရတဲ့ခါကျတော့နည်းပင်မငယ်အဲ့တော့ ်ပြီးတော့အခုပြန်လုပ်ဖြစ်သွားရပေါ့နော်ပြန်လုပ်ဖြစ်သွားရဒါပေမဲ့လည်းညီလုပ်ချင်တဲ့ business လေးရှိတယ်အဲ့အဲ့လေးကတော့ account ထဲပို့ပြီးတော့လုပ်နေရပေါ့နော်ဆိုတော့ဒီဘက်အလုပ်ကိုအရင်ဆုံးဒီဦးစားပေးရမကြောက်လဲဆိုတော့ဒီတိဥ္စောင်းလုပ်ဆိုတာညီအရန်ချစ်တဲ့လုပ်ပထမဦးစားပေးဆိုတော့လေအဲဒုတိယအနေနဲ့က business နဲ့ညီလုပ်ချင်တဲ့ဟာလေးတော့ရှိရပေါ့နော်အစစ်ကူထားပါတယ်ညီလို့ကြိုက်တဲ့အနုပညာရှင်တွေပါဆိုရင်တော့ဦးလင်မိုးပေါ့နော်အဲယောက်ျားလေးတွေမှာဆိုရင်ငငယ်ကအရန်ကြိုက်တယ် အဲပြီးတော့အမျိုးသမီးတွေမှာဆိုရင်တော့မတ်အင်ဂျင်နီယာဆင်ပါတော့နေဒီအရန်ကြိုက်ရတဲ့အမှုပညာရှင်တော့ပါပါအရန်အဲဒီကတော့အရန်ပြောမှာပေါ့နော်ပထမဆုံးချက်ကတော့ပြီးတော့อืมကိုတည်ကျင်တဲ့ဟာလေးအဲ့လိုဘေးဖြစ်မဲ့တင်တယ်ကိုကိုတိရောက်ဆောင်တဲ့အချိန်မှာအဲ့လိုမျိုးလေးဖြစ်တတ်တဲ့အလွဲလေးတွေပေါ့နော်ကိုတကယ်လို့ဒီလိုလောက်ရမဲ့အချိန်မှာမဖြစ်နိုင်အောင်ဆိုဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးလေးပေါ့အဲ့လိုနည်းနည်းပညာယူရမဲ့စားလေးစကားလေးလည်းမေးပြမဲ့အဲ့လိုမျိုးအရန်တော့ပြောရမဲ့တင်တယ်အဲ့တော့အရန်စိတ်လှုပ်ရှားပြီးတော့ဟုတ် โอเคပါဆိုတော့သူထပ်ပြီးသိကျင်တာဟောအမဒီခုနကကိုရီးယားမှာចောင်းတက်ပြီးတော့ဒီမြန်မာနိုင်ငံကိုပြန်လာခဲ့ဆိုအဲပြန်လာခဲ့တာကဥပမာတခြားသူလို့အန်ဒီနေနဲ့ပတ်သက်လို့ကိစ္စရှိလို့ပြန်လာခဲ့တာလားဒါမှမဟုတ်ကိုရည်ဒီမိသားစုအတွက်အချင်းကြီးတို့ရောက်ဖြစ်ခဲ့တာလားဘလို့ဘလို့အကြောင်းညွန်လေးရှိလေအဲဒီကကတော့အနုပညာလုပ်ဖို့တော့ပြန်လာတော့မဟုတ်ဘူးเนาะအစားတန်းနေ business လုပ်မယ်ဆိုပြီးတော့တွေးပြီးတော့ပြန်လာတဲ့အတွက်အဓိကကတော့ခုမှအရန်နေတယ်တော်တော်လေးပင်မစိတ်ပင်မလူပင်မဖြစ်တယ်ပေါ့เนาะ တော့ဒီ uni တက်ရတဲ့ဟာရောပြီးတော့အလုတ်ပြင်မန်းနေပေါ့နော်အလုတ်ပြင်မန်းဆိုတာဒီကျအဲ့လိုမနက်9နာရီလောက်ကအလုတ်ဆက်လုပ်တယ်ဆိုရင်ည7နာရီလောက်ထိကြီးလောက်ရအဲ့လိုအားတဲ့တနင်္လာ2နာရီလောက်ကိုကြောက်အောင်ပြီးတက်အဲ့လိုမျိုးဆိုတော့တဖြည်းဖြည်းနဲ့ကြာလိုက်တဲ့အချိန်ကျတော့နည်းနည်းလေးစိတ်သက်နည်းနည်းကြာလိုက်ပေါ့ကို့ဘီနားမှာလည်းဟိုကိုချရတဲ့သူမရှိတဲ့ခါကျတော့ခဏလောက်တော့ relax ဖြစ်အောင်လို့ပြန်မယ်ကိုမိသားစုနဲ့ကိုတနှစ်လောက်ပဲနေပြီးတော့နေကြီးကြောင်းပြန်သွားတက်မယ်ပေါ့နော်အဲ့လိုတွေးထားအခုတော့တနှစ်ခွဲလောက်တော့ဒီမှာတော့ဖြစ်သွားတာပေါ့နော် လုံးလုံးစင်တော့ပြန်သွားဖို့အစီအစဉ်ကတော့မရှိသေးဘူးဒီအလုတ်လေးကိုပဲလုတ်ပြောနေကြီးဒီမှာလုတ်ချင်တဲ့ဟာလေးလုတ်ပြီးွားတော့မှချိန်နည်းနည်းအသက်ကြီးမှပဲပြန်သွားမလားဘလို့တော့တွေးထားတယ်။နေကြီးကဦးစားပေးရခုနကပေါ့နေကြီးဦးစားပေးရမယ့်အရာတွေအများကြီးပေါ့နော်အဲ့ဒီဘက်ကိုနေကြီးလို့စိတ်လေနေကြီးစိတ်ကမရောက်နေရလို့ပြောရမယ်ဘာလို့ဆိုတော့နေကြီးလုတ်ချင်တဲ့ဟာရအခုလေးအကောင့်ထဲမပေါ်ရသေးတဲ့အခါကျတော့ဒီကိစ္စနဲ့ပတ်သက်လို့ခေါင်းထဲသိမဝင်ဘူးပေါ့နော်အဲပြီးတော့ဟိုထားပြင်လည်းထားပြင်မယ်လာပဲစိတ်ထင်းမှာတော့အဲ့ဒါပထမဦးစားပေးအနေနဲ့ရှိနေရတော့ မဟုတ်ဘူးပေါ့အဲ့လိုမျိုးအဲ့အကြောင်းလည်းအပြိုးဖြစ်နေဖြစ်မဲ့လို့အဲ့ဟာချက်ပေါ်ပြီးဥစားပေးရမယ့်ဟာတွေစိတ်ကရရပါတယ်နေကြီးရဲ့မိသားစုကတော့အရန်ကောင်းနေမှာပါတယ်တတော်များများနေပညာရှင်ဆိုအင်အားကန့်ကွက်တဲ့နေပညာရှင်အများကြီးရှိရပေါ့နော်လို့ဟိုနေကြီးအင်အားကြတော့လို့ရှိသမျှမိသားစုတွေအကုန်လုံးအားလို့ support ပေးရဲအဲ့ဒါတော့အရန်ကျေးဇူးတင်ရပါပေါ့နော်ကင်မရာမကြည့်ရရှလို့အရန်ကျေးဇူးတင်ရပါဖေဖေရောမေမေရောအဲပြောမောင်လေးလည်း support ပေးပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ် အနေကြီးကိုရီးယားမှာရောက်နေတဲ့အချိန်မှာတော့သူအဲ့လိုကက်စနေပါတွေဝင်တယ်ရွှေရှင်ကကက်စနေပါတွေဝင်တယ်နေကြီးလုံးဝမထင်တာဘူးဆိုတော့နေကြီးရှက်တာထက်သူက3ဆလောက်ပိုရှက်တယ်အမှန်ဆိုလို့ဓပုတ်နေပါရရိုက်လည်းအရင်ရှက်တတ်တယ်ဒါပေမဲ့လို့သူ့ဘာသူကက်စင်တောင်းဝင်တယ်ပြီးတော့ဒီလောကတဲ့ကိုသူသွားကျင်တယ်ပေါ့နော်လာကျင်တယ်ဆိုတော့အခါကျတော့အကောင်းဆုံးတော့အကြံဉာဏ်တော့ပေးဖြစ်တယ်သူလည်းတင်တန်းနေတော့တန်နေပေါ့မောင်လေးတဲ့ဟုတ် ဟုတ်တယ်အလုပ်ကိစ္စရဲ့ဘာကြီးစကားပြောတဲ့အခါကျရင်အရန်၂ရောက်တာကမ်ဆင်မီရယ်ကျန်တဲ့ချိန်ဆိုရင်တော့လို့စားလိုက်နောက်လိုက်ရန်ဖြစ်လိုက်အဲ့လိုပဲဒါပေမဲ့အလုပ်ကိစ္စပြောပြီးဆိုရင်တော့စိတ်ပါဝင်စားတဲ့၂ရောက်တာအချိန်ကြာရင်သူစကားပြောပြတယ်အာပုံမှန်အားဖြင့်တော့နေကြီးတော့အိမ်မာနေရဲ့ခါများတယ်နေကြီးကနည်းနည်းလို့ပြင်းစရာတော့ကောင်းတယ်ဒါပေမဲ့တစ်ခါကြာရင်အဲ့လိုနေကြီးကပြန်ရောက်ပြီးရဲ့အချိန်မှာကြာတော့နည်းနည်းတော့အဲ့လို လိုအပြင်းတွေဘာကြီးတွားနေတာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကိုနိုင်ငံမှာဟိုရောက်တော့တိလိုက်ရတာကိုနိုင်ငံမှာမတွားမတွားရတဲ့နေရာအများကြီးရှိရပေါ့နော်။ညာလိုက်နေရရှိရဆိုတော့ဟာဒီအိတ်စိတ်လေးတခုနဲ့တော့ပြန်ရောက်ခဲရတော့တွားဖို့တော်တော်အများကြီး try နေရလို့ပြင်လေဘတ်တွေဘာကြီးတော့တွားပစ်တယ်လို့သွားကျင်တာလို့ကဘာနဲ့တော့သွားကျင်တယ်ကဘာနဲ့အဲ့လိုဟိုနေချက်မိသားစုနဲ့သွားကျင်တာဘာလို့လဲတော့မသိဘူးကိုယ့်ရဲ့မိသားစုနဲ့အဲ့လို တခုခုဆိုရင်ကောင်းတဲ့အရာလေးဆိုကိုချစ်တဲ့သူတွေတတိယလေဒီငယ်မုံလေးဆိုရင်တော့ဘသူနဲ့တူစားလိုက်ရင်ကောင်းမှာပဲဒီနေရာလေးတော့ဘသူနဲ့တူသွားလိုက်ရင်ကောင်းမှာပဲဆိုရင်စိတ်ကလေးကအမြင်နဲ့ရှိရဲ့အဲ့ဒီဘသူနဲ့ဆိုတဲ့နေရာမှာမိသားစုပေါ်နေကြရတော့နေကြီးရဲ့မိသားစုနဲ့အနေကြီးအဖေမိနဲ့မောင်လေးနေကြီးခွေးလေးလည်းရှိရပါတော့အဲခွေးလေးခေါ်လို့မရတဲ့နေရာဆိုရင်တော့အဲထားခဲ့ရမှာပေါ့နော်ဒါပေမဲ့ဒီနိုင်ငံသားခီးမဟုတ်ပဲနဲ့ပြည်တွင်းခီးဆိုတော့အဲ့လိုခွေးလေးနဲ့ကိုမိသားစုနဲ့ကို private time လေးတော့ရှိကျင်တယ်လို့မျိုးဟုတ်အဲ့လို တော်တော်များများညကြတော့လို့ပုံမှန်အဖြစ်ဆိုရင်အရင်တော့ဆိုရင်တော့မျက်မှန်တမားဆိုမျက်မှန်တက်ထားတယ်။ဒါမဲ့လည်းမျက်မှန်တက်ထားပေမဲ့လည်းမှတ်မိရဲ့ပြိတ္တတရားမှတ်မိရဲ့ပေါ့နော်ဆိုတော့ညကြတော့လို့စိတ်ရှုပ်တယ်လို့ပါတော့အဲ့လိုမျိုးဖြစ်တာထက်ညကြတော့ဝမ်းသာအောင်ငါဒီလိုပုံစံမျိုးနေရအောင်ငါ့ကိုတည်ရပါလားဆိုရယ်စိတ်ကလေးတော့ဖြစ်တယ်ပေါ့နော်။ပြီးတော့ညကြီးအဲတခါလေကြရလို့ပြပြန်လာခြင်းတော့လည်းအဲ့လိုပဲအရန်ကြပြီးငါ့ကိုဘယ်သူမှမလုံးဝမတည်တော့ဘူးငါ့ကိုဘယ်သူမှမတည်တော့ပါဘူးဆိုပဲအဲ့လိုပဲချင်းနှောင်းလေးနဲ့ shopping center တွေဝင်ဝင်ကဒါပေမဲ့အဲ့ပြိတ္တတယောက်ကပြေးလာတော့ဒီချို့အာမနေဂျီလာလို့မမေးတော့မနေဂျီတပုံရချင်းလို့ဆိုတန်းပြော်ပေါ့နော်အဲ့ဆိုအရန်ပြော်ရဲဟိုကိုကိုအေးငါ့ကိုမမိနေပါလားဆိုစိတ်ကလေးပေါ့နော်အဲ့စိတ်ကလေးကတော့အများအားဘသူပဲလာနှုတ်ဆက်တာလုံးဆိုအရန်ဝမ်းတာရပါတယ်ဒါပုံမှန်အတိုင်းပဲနေဖြစ်တယ်ဆိုတော့ဒီကြလို့ဟန်ဆောင်ရရပါလေမကြိုက်ဘူးအဲ့လိုမျိုးတနေရာသွားလို့အဲ့လိုကိုမဟုတ်တဲ့ပုံစံနဲ့စကားပြောရတာတို့အဲ့လိုမျိုး ဟန်ဆောင်ပြီးတော့လှုပ်လိုက်ရတဲ့အရာတွေကမကြိုက်တဲ့ခါကျကိုယ်ပုံစံတိုင်းပဲနေရဒါပေမဲ့အဲ့ကိုယ်ပုံစံတိုင်းလေးကိုပဲမမိပေးကြရအောင်ဆိုတော့အဲ့ဝမ်းတာပါ